အာစကိုင်းမန္တလေးပဲလာလို့မယ်ဆိုပြီးတော့ကျွန်တော်ပို့စီတင်လိုက်နောက်ပိုင်းမှာအလူငွေလေးတောင်းချောင်းဝင်လာအောင်ဘလောက်ထိရောက်သွားလဲဆိုတော့အာကျွန်တော်ဒီနေ့ထိပေါ့နော်ဒီနေ့ထိဆိုရင်သိန်း3200လောက်ရောက်သွားကျွန်တော်ကပထမချိန်ဒုတိယချိန်တတိယချိန်ဆိုပြီး3ချိန်မှာကျွန်တော်သိန်း9000လူပွားရပေါ့နော်သိန်း9000ကျန်တယ်အဲသိန်း9000ကိုကျွန်တော်ကအင်းလေးပြမနာစကိုင်းမန္တလေးမှာအခုအိမ်ဆောင်မဲ့အစီအစဉ်လေးလုပ်နေပါတော့ကျန်တဲ့3000အိမ်ဆောင်မဲ့အာပြီးတော့ကျွန်တော်တို့ဟိုရေတန်းဆက်တွေ လုပ်မယ်ပြီးရင်ကလေးတွေအတွက်ကြောင်းတွေစောင့်မယ်ပြီးရင်သူအဲ့ဒါတွေလည်းဖြည့်ဆည်းမှာပေါ့နော်ရက်ပကက်ကော ပါတယ်ဟုတ်တယ်ငလင်ပင်မှာကျွန်တော်ကပထမဆုံးပေါ့နော်ကျွန်တော်မလေးရှားနိုင်ငံကနေပြီးတော့အာဖိတ်ခေါ်ပြီးတော့ဂုံပြူပွဲလေးအစီအစဉ်လေးကျင်းပပြီးတယ်အဲဒီအချိန်မှာပဲကျွန်တော်မလေးရှားနိုင်ငံမှာရောက်နေတယ်ကျွန်တော်မပြီးသူပြည်သားတွေကကျွန်တော်တွေ့ရတယ်အလူငွေလေးတွေဝိုင်းလူကြတယ်ဝိုင်းလူတော့ကျွန်တော်စင်ကြည့်လိုက်တော့မလေးရှား ringgit တသိန်းနဲ့9000တော့ရတာပေါ့နော်တသိန်းကျော်ပေါ့နော်မြန်မာဝင်တဲ့ဆိုသိန်း1000ကျော်တော့ရအောင်ပါတယ်အဲ့နဲ့ကျွန်တော်မြန်မာပြည်ရောက်လာပြီးမကြပါဘူးငလင်ပင်ကလှော့ငလင်ပင်လှော့ပြီးတော့ အဲ့ဒီမှာပဲကျွန်တော် idea 3200မတည်ပြီးတော့ဘောနော်အလူရှင်တဲ့ငွေနဲ့ပဲ3200မတည်ပြီးတော့ကျွန်တော်အာစကိုင်းမန္တလေးဘက်လာလို့မယ်ဆိုပြီးတော့ကျွန်တော်ပို့စစ်တင်လိုက်တော့ပဲမှာအလူငွေလေးတောင်းချောင်းဝင်လာအောင်ဘယ်လောက်ထိရောက်သွားလဲဆိုတော့အာကျွန်တော်ဒီနေ့ထိပေါ့နော်ဒီနေ့ထိဆိုရင်3200လောက်ရောက်သွားမှန်ပါတယ်3200မှာကျွန်တော်ကပထမချိန်ဒုတိယချိန်တတိယချိန်ဆိုပြီး3ချိန်မှာကျွန်တော်3900လူပွားရေပေါ့နော်3900ကျန်တယ်အဲ့3900ကိုကျွန်တော်ကအင်းလေးပြင်မနာစကိုင်းမန္တလေးမှာအခုအိမ်ဆောင်မဲ့အစီအစဉ်လေးလုပ်နေပေါ့နော် အာပြန်လဲဆူဆောင်ရေးနေနဲ့အဲ့တော့ဒီငွေတွေနဲ့ပေါ့နော်ကျန်တဲ့သိန်း9000တောင်အိမ်ဆောင်မယ်အာပြီးတော့ကျွန်တော်တို့ဟိုရေတန်းဆက်တွေလုပ်မယ်ပြီးရင်ကလေးတွေအတွက်ကျောင်းတွေဆောင်မယ်ပြီးရင်သူအဲ့ဒါတွေလည်းဖြည့်ဆည်းမှာပေါ့နော်အဲ့လိုမျိုးလေးတော့ကျွန်တော်အခု plan ဆွဲပြီးသွားပြီအခု plan ဆွဲနေပေါ့နော်အာရှူတင်ကလည်းလုံးရှူတင်ကလည်းရိုက်နေတယ်အာကျွန်တော်အခု donation ကလည်းတွားနေတာပေါ့နော် အဲကျွန်တော်ကအခုပထမအစားတော့ပထမအချိန်ဒုတိယအချိန်တတိယအချိန်မှာတော့ကျွန်တော်ဟိုငလေးပြပြီးတော့ကွန်လွန်ဝါလူကို350လဲဆိုပေးခဲ့တယ်330လဲပေးခဲ့တယ်100သိန်းလဲပေးခဲ့တော့အမျိုးမျိုးပေးခဲ့ဒါသူတို့မိသားစုတွေတုံးဖို့ဆွဲဖို့လက်တလုံးပေါ့နော်ဒီပြန်လဲထူတော်ကြီးကျတော့ကျွန်တော်ငွေမပေးတော့ဘူးအိမ်ဆောက်ပြီးအိမ်ပြီးတော့မှကျွန်တော်ကာယကံရှင်တို့ကျွန်တော်အပ်မှာပေါ့နော် ်အပြီးပါကျွန်တော်မှတ်တမ်းယူမှာပေါ့ကျွန်တော်ငွေမပေးတော့အိမ်ဆောက်မယ်လောရတာတွေအကုန်စီစဉ်မယ်လောရတာတွေအကုန်ဝယ်ပေးမယ်ဆိုရဲစိတ်လို့တော့ကျွန်တော်ထည့်ထားတယ်ဗျအော်ဒီကတော့ကျွန်တော်တို့ provider လို့ရင်တော့ပုံစံမျိုးစုံသတင်းမျိုးစုံစကားမျိုးစုံကြားရတာပဲလေဒါတွေကတော့ခေါင်းနဲ့ထည့်စရာမလိုခေါင်းနဲ့ထည့်ပြီဆိုရင်လည်းကျွန်တော်အခုချိန်ထိအာထုံးမဆိုတဲ့နာမည်ဖြစ်လာမှာမဟုတ်ဘူးကျွန်တော်ရက်တန်ဝါလာကြားရပေါ့နော်ခေါင်းနဲ့မထည့်လို့ပဲကျွန်တော်ကြောင့် အခက်အခဲဖြစ်တဲ့လူတွေအဆင်ပြေသွားတယ်ဝေဒနာရှင်တွေစမ်းမိုင်ကောင်းလာတယ်တဆုနေစရာမရှိတဲ့လူကိုပိုင်လေးရောက်လာတာပေါ့နော်ခေါင်းနဲ့မထည့်လို့အခုချိန်ကြီးကျွန်တော်ခေါင်းနဲ့မထည့်ပါဘူးပြီတော့ပြောရမယ့်လူတွေကတော့ပြောနေမှာပဲအဲ့ဒါတွေတွားပြီးတော့ကျွန်တော်တို့ fish ဖြစ်နေမှာဆိုရင်ရှစ်ဆက်ခီးရရောက်မှာမဟုတ်ပါဘူးနော်ဟုတ်ကဲ့အဲကျွန်တော်ကဘောနော်အခုအာကျွန်တော်တို့မြန်မာပြည်ကပြည်သားတွေအားလုံးဖြစ်တာကျွန်တော်တို့ဖြစ်တာလည်းအတူတူပါပဲဗျာအဲ့တော့ကျွန်တော်ဘက်ကနိုင်တဲ့ဘက်ကနေအကုန်လုံးကိုကျွန်တော်လုပ်ပြီးတော့ အကုန်လုံးကိုကျွန်တော်ကူညီကဲတင်မယ်လို့ကျွန်တော်စိတ်ကူးရတယ်ဗျာကျွန်တော်ကအခုအလူငွေလေးတွေရှိသေးတယ်အာကျွန်တော်အခုအာနောက်ပိုင်းပေါ့နော် donation ကျွန်တော်ဘယ်ဝေဒနာရှင်ပဲဖြစ်ဖြစ်ဘလို့ဟိုဟာပေါ့အခက်အခဲဖြစ်တဲ့သူပဲဖြစ်ဖြစ်ပေါ့ကျွန်တော်အားမနာပါနဲ့ကျွန်တော် messenger နေပြီးတော့ပဲအကူအညီတောင်းပေးပါဖုန်းဆက်ပြီးတော့လည်းအကူအညီတောင်းလိုက်ပါတယ်ဆိုတော့အကြောင်းလေးကျွန်တော်ပြောချင်တယ်ဗျာဟုတ်အများကြီးလိုလိုအပ်နေလို့ထင်တယ်ကျွန်တော်ကိုကို messenger မှာလုံပေးတင်တဲ့စကားကြီးလည်းအများကြီးပါအများတော့ဗျာဘို့ဆိုရင်ကျွန်တော်မန္တလေးမှာဆိုရင်တိုက်ဖြိုဖို့တိုက်ဖြိုဖို့နေရာတွေတော့ပေါ့နော် အာတနေ့ကမနေ့ကပဲကျွန်တော်ဖုန်းဆက်တာကိုတိုက်ဖြို့ဖို့မဖြို့နိုင်ဘူးအဲ့တော့ဖြို့ကပဲသိန်း250ကုန်ပဲအဲအဲ့ဒါကြောင့်ဗျာဟိုဘယ်လိုလုပ်မလဲပေါ့နော်စောက်ပုံပြောနေဒီဖြို့ဖို့တော့မလုံးနိုင်သေးဘူးဆိုတော့အာတကယ်စိတ်မကောင်းစရာပေါ့ဗျာအဲ့တော့ကျွန်တော်လည်းအကောင်းဆုံးစ조사ရတော့ဘယ်လိုကူညီရမလဲဆိုတော့ကျွန်တော်စဉ်းစားပြရပြောဟုတ်ကဲ့အာကျွန်တော်ရဲ့ brighter ပေါ့နော်ဟိုအလူရှင်နေအာအားလုံးပေါ့နော်အလူရှင်နေရှိသေးကျွန်တော်အသက်ရှိသေးကျွန်တော်ပြောနေကြတဲ့အတိုင်းပေါ့နော်ကျွန်တော်က donation ကိုတောက်လျှောက်လုပ်သွားမယ် အခက်အခဲဖြစ်တဲ့လူမှန်များလည်းကျွန်တော်စီကအကူအညီတောင်းနေပါတယ်ဗျာဝေဒနာရှင်တွေရောကျွန်တော်စီမှာအမနာပဲနဲ့အကူအညီတောင်းပါအာတဆိုးဆိုးအကူအညီမတောင်းရဘူးအာနာတာတွေပါရှိတယ်ဗျာအမနာပါနဲ့တောင်းပါအာเนาะအဲ့တော့ဟောပြီးတော့ငလင်ပေးသိမ့်ပြည်သူများကိုလည်းကျွန်တော်ကအခုတောက်လျှောက်အိမ်ဆောင်မဲ့အစီအစဉ်လေးပလန်လေးဆွဲပြီးပါတယ်အိမ်လည်းဆောင်နေပါပြီဗျာအာအဲ့တော့ဘာမှစိတ်မကောင်းဖြစ်ကြပါနဲ့ကျွန်တော်နိုင်တဲ့ဘက်ကနေအဆောင်ကိုစူးစမ်းပြီးကုညီကြတယ်ပြပါဗျာ